ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က MB transitive နဲ့ agative verb ပေါ့နော်ဒီအကြောင်းကိုပြောပြမှာဖြစ်တယ်အဲ့တော့ MB transitive verb နဲ့ agative verb ကတူတူပဲလားကိုဘယ်လိုနားလည်ထားတယ်လဲပေါ့နော်အရင်ဆုံးစဉ်းစားကြည့်အောင်အဲ့တော့ MB transitive verb အကြောင်းပြောမယ် အဲ့တော့ order ပါတယ်ဆိုရင် transitive လို့ခေါ်မယ် order မလိုဘူးဆိုရင်တော့ intransitive verb လို့ကျွန်တော်တို့ပြောမှာဖြစ်တယ် order ပါပြီလဲရေးလဲရတယ်လို့ order မထက်ပဲနဲ့ရေးလဲအဓိပ္ပာယ်ပြီးဆုံးတယ်ဆိုရင်တော့ mb transitive လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီမှာ example ပေးထားတယ် he opened the door သူကတကားဘာကိုဖွင့်လိုက်တယ်အဲ့တော့ဒီမှာ open ဆိုတဲ့ဘာဒီဘာကိုဖွင့်လိုက်တယ်တကားကိုဖွင့်တယ်ဆိုတော့ဒီ object ပေါ့နော်ကံပုတ်တကားဆိုတဲ့အရာ object ပါတဲ့အတွက်ကြောင့်ဒီ word ကြောင့်မှာဆိုရင် open ဒီကျွန်တော်တို့ transitive လို့ခေါ်တယ် object လို့တော့ဗျအဲ့ဒီဟာကိုပဲ open ကိုပဲတုံပြီးတော့နောက် word ကြပြန်ရေးတယ်တတော် open တကားကြီးပွင့်နေတယ်နော်တကားပွင့်နေလို့ပြောလိုက်တဲ့အခါမှာဒီ open ဆိုတဲ့အရာဒီကျွန်တော်တို့နောက်မှာ object အဲ့ဒီဘာက object မလိုက်တော့ဘူး เนาะป่วนနေတယ်ပါဆိုတော့ဘာကိုป่วนနေဆိုတာမရှိဘူးလीเนาะအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က urgent မပါပဲလဲရေးလို့ရတယ်အဲ့တော့ open ဆိုတဲ့ဘာဒီ urgent နဲ့ရေးမယ်ဆိုရင်တော့ transitive urgent မပါပဲနဲ့ရေးမယ်ဆိုရင်တော့ intransitive အဲ့လိုမျိုးနှစ်ခုစလုံးသုံးလို့ရတယ်အဓိပ္ပာယ်သူ့ဘာသာသူပြည့်စုံနေပြီဒါဆိုရင် mv transitive လို့ခေါ်တယ် okay เนาะအဲ့ဆိုရင်ကျွန်တော်တို့ argative verb ကိုတစ်ခါပြန်လှည့်ရအောင် အဲ့တော့ argative ဆိုတာကဘာလဲပေါ့နော် argative ဆိုတာကလည်းဒီ mb transitive ရဲ့ဒီအမျိုးအခွဲတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်မအရင်နေ့တွေကတင်ထားတဲ့ဒီ adjective ဆိုတာက action ဘာရဲ့အခွဲတစ်ခုအခုလည်းအဲ့ဒီအတိုင်းပဲ argative ဆိုတာကလည်း mb transitive ရဲ့ဒီ sub နော်ဒီအခွဲတစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့် argative ဆိုတာကိုကျွန်မတို့ဘယ်လိုနားရနားလည်ရမလဲဆိုရင်ပေါ့နော်ဝေကြတဲ့အကြောင်းကိုကျွန်မတို့ subject verb alternate ရေးလိုက်တယ်အဲ့ ဒီရေးထားတဲ့ဝကြမှာဒီ var ကိုပဲကျမတို့ကပြန်သုံးပြီးတော့အဲ့ဒီဝကြက object ကိုစာချမ်းနေရာမှာထားပြီးတော့ဒီ var နဲ့ပြန်ရေးလို့အဓိပ္ပာယ်ရှိတယ်ဆိုရင် argative var လို့ခေါ်တယ်အဲ့တော့ဘယ်လိုမျိုးဖြစ်သွားလဲဆိုတာကဒီ h အနေပြောင်းသွားတာကိုဒီ argative က အဂဒီဘာကပြပေးတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ဒီ change of state အခြေအနေပြောင်းလဲခြင်းကိုပေါ်ပြပေးတယ်ဆိုရင်အဂဒီဘာဘာက the same ဘာပဲနော်အဲ့ဒီဘာကိုပဲပြန်ယူပြီးတော့ object ကိုစကြက်အဖြစ်လုပ်ပြီးရေးလို့ရတယ်ဆိုရင်ကျမတို့အဲ့ဒါကိုအဂဒီဘာလို့ခေါ်ရမှာဖြစ်တယ် ကျမတို့ဒီ MB transitive နဲ့ argentic ရကွဲပြားခြားနားမှုကို comparison လုပ်မှာပေါ့နော်အရင်ဦးဆုံး MB transitive ကြောင့်ပြောမယ်အဲ့တော့ MB transitive ဆိုတာကဒီ transitive လေးအရာတော်၎င်း intransitive လေးအရာတော်၎င်းเนาะကျမတို့ object ထက်ပြီးတော့၎င်း object မပါဘဲနဲ့တော့၎င်းရေးလို့ရတဲ့အသုံးပြုလို့ရတဲ့ဘွားကို MB transitive လို့ခေါ်တယ်အဲ့တော့ဒီမှာ example တစ်ခါလေးကြည့်သွားမယ် he reads book သူစာအုပ်တွေဖတ်တယ် နော်နောက်တစ်ခု he reeks before bed အဲ့ရမဝင်ခင်သူဖတ်စာဖတ်တယ်အဲ့တော့ပထမဝက်ကြောင့်မှာကျွန်တော်တို့သူပါဖတ်တယ်စာအုပ်ဖတ်တယ်ဆိုတော့ဒီဖတ်တယ်ဆိုတဲ့အနေအမှာကျွန်တော်တို့ဒီနောက်ကလိုက်လာတဲ့ကံပုတ်ကစာအုပ်နော်အဲ့တော့ uh, order night ဒီရေးတယ်ဆိုရင်တော့ဒီပထမဝေကြ he reads book ဒီကျွန်တော်တို့ transitive verb လို့ပြောလို့ရတယ်နောက်မှကျတော့ he reads before but အဲ့ရမဝင်ခင်သူဖတ်တယ်ဆိုတာကဒီစာဖတ်တယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တဲ့အခါမှာ to read ဆိုတဲ့နောက်မှာ can book order မပါလာဘူးဆိုရင်တော့သူ့ကိုကျွန်တော်တို့ in transitive အဲ့တော့ transitive အရာရော in transitive အရာရော နှစ်မျိုးစလုံးသုံးလို့ရတယ်ဆိုရင် am be transitive တော့ agative တစ်ခါပြန်ပြီးတော့လက်မယ် agative ဆိုတာကတော့ amb transitive ရဲ့အခွဲတစ်ခုအဲကျမတို့ဒီအရင်နေ့တွေကတင်ထားတဲ့ပေါ့နော် adjective ဆိုတာက action ဘာရဲ့အခွဲတစ်ခုအဲအဲ့လိုမျိုးပဲအခုလည်း agative ဆိုတာက amb transitive ရဲ့ဘာအခွဲတစ်ခုပေါ့နော်ဒီ special type လို့ပြောလို့ရတယ်အဲ့တော့ ို့မဆိုရင်ကျွန်တော်တို့ Sajava Ojel နဲ့ပေးထားတဲ့ဝါကြရှိမယ်ဒီမှာအေဂျာမှာကြည့်ရအောင် He broke the glass သူကဖန်ခွက်ကိုခွဲလိုက်တယ် ဲ့ဒီနေရာမှာကျွန်တော်တို့ the glass ဖြစ်တဲ့ဖန်ခွဲသည်ကျွန်တော်တို့အခွဲခံရတဲ့ object နေရာကံပုံးနေရာမှာရှိရတဲ့ကြောင့်ဒါ object အဲ့တော့အဲ့ဒီ object နဲ့ဒီပေးထားတဲ့ block ဆိုတဲ့ verb ကိုပဲပြန်ယူပြီးတော့ subject verb ဖြစ်တဲ့ဝါကြရေးလို့ရတယ်အဲ့တော့ the glass broke ဖန်ခွဲ꽌သွားပြီအဲ့လိုမျိုးသုံးလို့ရတဲ့ verb ကိုမှကျွန်တော်တို့ agative verb လို့ခေါ်တယ်เนาะအရှိမကျတော့ကျွန်တော်တို့ဒီမှာအာ object မပါဘဲနဲ့လည်းအဓိပ္ပာယ်ရှိတယ်เนาะသူကသူရေးလို့ရတဲ့ကြောင့် ambi transitive ် alternative ကိုပြန်သုံးပြီးတော့ subjective အဖြစ်ရေးလို့ရတဲ့အဓိပ္ပာယ်ရှိတယ်ဆိုရင်ကျမတို့ဒါကို agative လို့ခေါ်ပါတယ်နော်အဲ့တော့ MB transitive တွေဒီမှာပေးထားတယ်ကျမတို့ဒီ transitive အနေနဲ့လည်းသုံးပြမယ် intransitive အနေနဲ့လည်းသုံးပြမယ်ပေါ့နော်အရင်ဥဆုံး she ate an apple ပန်းတီတလုံးကိုသူမကစားခဲ့သည်အစားခံရတဲ့ကံပုတ်ပါတဲ့အတွက်ကြောင့် object ပါတော့ transitive ဒါကိုပဲကျွန်တော်တို့ intransitive နဲ့ရေးမယ်ဆိုတော့ she ate already သူမစားပြီးနှင့်ပြီးစားပြီးသွားပြီเนาะကိုမေးလိုက်တဲ့အချိန်မှာသူကစားပြီးသွားပြီလို့ပြောတယ်အော်ဒီဘက်ကြောင့်မှာဆိုတော့ကျွန်တော်တို့ object မပါတဲ့အတွက်ကြောင့်ဒီ ate ဆိုတဲ့ verb ကိုပဲ intransitive verb အဖြစ်နဲ့သုံးထားတယ်သူတို့ဒီပဲဒီ read စာဖတ်တယ်ပေါ့เนาะဒီနေရာမှာကြာတော့ကျွန်တော်တို့ subject နဲ့ဒီ conjugate ကရိယာညှိတဲ့အခါမှာ singular စကြဲဖြစ်ပြီးတော့ s မပေါင်းထားတော့ဒါကို read လို့အတန်ထွက်မယ် he read the story အပုံပြင်ကိုသူကဖတ်ပြီးသွားပြီเนาะသူပါဖတ်လိုက်တယ်ပုံပြင်ဖတ်တာဒီဟာကိုပဲ read ကိုပဲကျွန်တော်တို့သုံးပြီးတော့ he read every night ညတိုင်းညတိုင်းသူကစာဖတ်တယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ object မလိုက်တော့ဘူးအဲ့ဒီအတွက်ကြောင့်ဒီ word ကြောင့်မှာဆိုရင်ဒီ read ဆိုတဲ့စကားလုံးက intransitive ဖြစ်ပြီးအရှိမကံပုတ်ပါတယ်ဆိုရင်တော့ transitive နောက်တစ်ခု sing เนาะအဲ့တော့ take sang sang song အဲ့တော့သူတို့တချင်းတစ်ပုဒ်ကိုတီဆိုခဲ့တီသူတို့ဘာဆိုလဲတချင်းဆိုတယ်เนาะသူတို့ကြပြရွတ်တာမဟုတ်ဘူးတချင်းဆိုတာအဲ့တော့ take sang beautifully နှာနာပါပါတီဆိုသွားခဲ့တီအဲ့တော့အချင်းမှာကကျမတို့ပေါ့เนาะဒီ object ကံပုတ်ပါလာတဲ့အတွေ့အကြောင်းမို့လို့ဒါကို transitive အနောက်မှာဒီ ever on manner เนาะနှာနာပါပါတီဆိုတီတဲ့ဟိုတီဆိုတီဆိုတဲ့ဒီ beautifully ဆိုတဲ့အရာပါတယ်ဒါဒီအမှုရာကိုပြောတာဒီ object မဟုတ်ဘူးဒါကြောင့်ဒါဒီဘာကြောင့် မှာဆိုရင်ကျမတို့ intransitive ထို့အတူပဲเนาะ hierans at comedy အဲ့တော့ဒီစီးပွားရေးပေါ့နော်ဒီ company တခုကိုသူက run လဲဆိုတော့ operate လုပ်တာပေါ့နော်ဒီ kind တော့ပေါ့နော်ဟိုဟာ running condition ပေါ့နော်သူလဲပတ်နေတယ်ပေါ့ company တခုကိုသူကဒီလဲပတ်နေတယ်စီးပွားရေးတခုလုပ်နေတယ်ဒီမှာ he runs every morning မနေ့ခင်တိုင်းသူကပြေးတယ်အရှိဝတ်ကြောင့်ပါသူဒီ a company ဆိုတဲ့အရာဒီသူရဲ့ဒီ business ပေါ့နော်အဲ့ဒါက order နေရာဝင်တဲ့ကံပုတ်အဲ့ဒီအတွက်ကြောင့်ဒီ weather ဆိုရင် transitive လို့တယ်လို့ကျွန်တော်တို့ပြောတယ် ဒီမှာကြတော့เนาะဒီ urgent လို့တဲ့ transitive verb လို့ပြောမယ်ဒီမှာကြတော့မနက်ခင်တိုင်းသူပြေးတယ်လို့သူကပြောတယ်အဲ့တော့ပြေးတယ်ဆိုတာကြဒီဘာကိုပြေးတယ်ဆိုတော့ urgent လိုက်စရာမလိုတဲ့အတွက်ကြောင့်မလို့ဒီမှာကြတော့ဒီ run ဆိုတဲ့ verb ကပဲ intransitive ဖြစ်သွားတယ်သူတို့ပဲ she started the car သူမကကားကိုဆက်နှိုးလိုက်တယ် เนาะအဲ့တော့ဒီနေရာမှာသူသူမဘာကို started လုပ်လိုက်တာလဲကားကိုเนาะဆိုင်ကယ်ကိုမဟုတ်ဘူးအဲ့တော့ကားဆိုတဲ့ຢာဒီ object နေရာဝင်တယ်ကံပုတ်အဲ့တော့ started ဒီဒီဝဲကြအရာဆိုရင် transitive object လို့တော့ဗဒီမှာကြတဲ့ကား started easily ကလွယ်လွယ်ကူကူပဲဆက်နိုးသွားတယ်เนาะဒီမှာကြတော့ object လိုက်ဆီအောင်မလို့တဲ့အတွက်ကြောင့်မို့လို့ဒါ intransitive easily လွယ်လွယ်ကူကူเนาะဒါ ever object မဟုတ်ဘူး now change အတော့ he change his clothes အဝတ်အစားတွေကိုသူကလဲလိုက်ပြီเนาะသူလဲလိုက်တယ်ဘာလဲလိုက်တယ်ဝတ်စာလဲတာဒီမှာကျတော့တဝဲသားချိန်စားတဲ့နေ့ရုတ်တရက်ကြီးရာဒီဥဒုချိန်သွားတယ်ဒီမှာရာဒီဥဒုချိန်ရဲ့ဆိုတာဆိုမှာဘာကိုချိန်ရဲ့ဆိုတာကျမတို့မရှိဘူးအဲဒီဒုတိယဝတ်ကြဆိုရင်ကျမတို့ intransitive နဲ့သုံးထားတာเนาะ suddenly ဆိုတဲ့အရာက ever on manner ဖြစ်ပါတယ် open เนาะ he open the window ပြတင်းငကားကိုသူမကဖွင့်ခဲ့တယ် အဲ့တော့အဲ့ဒီဖွင့်လိုက်ပြီဆိုတဲ့အရာလေးတစ်တောက်ဖွင့်တာအန်ဇွဲဖွင့်တာဒီမှာကျတော့ပြတင်းငကားကိုဖွင့်တာဆိုတဲ့အတွက်ကြောင့်ကံပုတ်လိုက်တဲ့အတွက်ကြောင့် object ပါတော့ transitive the window open by itself ပြတင်းငကားသူ့လူလူပြွင့်သွားတယ်လို့ပြောတဲ့အခါမှာဒီအဖွင့်ခံရတဲ့ကံပုတ်မရှိဘူးဒါကြောင့်မို့လို့ဒါဒီ intransitive ထို့အတူပဲ he broke the glass ဖန်ခွက်ကိုသူကခွဲလိုက်တယ်သူခွဲလိုက်တဲ့အရာကပကံပြောင်းမဟုတ်ဘူးဖန်ခွက် object ပါတယ်ဆိုတဲ့အတွက်ကြောင့် transitive the glass broke ဖန်ခွက်ကွဲသွားပြီလို့ပြောလိုက်တယ်ကွဲပါတယ်ဆိုမှဘာကိုကွဲတယ်ဆိုတာမရှိတဲ့အတွက်ကြောင့်မလို့ဒီမှာကြတော့အဲ့ broke ဆိုတဲ့ verb ကိုပဲ intransitive အဖြစ်နဲ့သုံးတယ်ထို့အတူပဲ she moved the chair ဒီကလထိုင်ကိုသူမကရွှေ့လိုက်တယ်သူမဘာရွှေ့လိုက်လဲကလထိုင်ရွှေ့တာအဲ့တော့ရွှေ့ခံရတဲ့ object ဒီကျွန်တော်တို့ the chair เนาะဒီကလထိုင်ဒီမှာဆိုတော့ the chair moved a little အ တော့ကလထိုင်နည်းနည်းလေးရွေ့သွားတယ်ဒီမှာကြတော့ဒီ intransitive အနေနဲ့တုံးတဲ့ဘာကိုရွေ့တယ်ဆိုတာမရှိဘူးရွေ့တာရွေ့တာပဲထို့အတူပဲ she boiled the water သူမရေကိုကြိုချက်တယ် နော်သူမဘာဂျိုတာလဲစွန့်ပြုတ်လားရေလားရေဂျိုတာအဲ့ဒါအကံပုတ်အနေနဲ့ဒီ water ဒီကျွန်တော်တို့ object ဖြစ်တဲ့အတွက်ကြောင့်ဒီ boil ဒီ transitive verb ဖြစ်ပြီးတော့ဒီဘက်မှာကြတော့ဒီ the water boil quickly ရေကမြန်မြန်ဆန်ဆန်ပဲစူပွက်လာတယ်ဆိုတော့ quickly ဒီ ever on manner object မထက်ဘူးမထက်ပဲနဲ့ရေလို့ရတဲ့အတွက်ကြောင့်မလို့ဒါက intransitive เนาะအဲ့တော့ transitive ရော intransitive ရောနှစ်ခုစလုံးเนาะအကြောင်းအရာတူစရာမလိုဘူးเนาะပုံလို့ရတယ်ဆိုရင်တော့ကျွန်တော် ို့ MB27 လို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့တော့ကျမတို့ agative verb အကြောင်းပြောမယ်နော်။ဒီဘက်မှာ agative verb တွေပေးထားတယ်။အဲ့တော့ agative verb ကိုကျမတို့ဘယ်လိုခြေနေမျိုးမှာမှ agative verb လို့ခေါ်ရတယ်လဲဆိုရင်ဒီစကားလုံးနော်အမှဆိုရင်ရေးထားတယ်။ He သူက broke the vase နော်။ပန်းအိုးကိုသူက ခွဲလိုက်ပြီလို့ပြောတယ်။အဲ့ဒီဝတ်ကြောင်မှာရှိတဲ့ pan o ဆိုတဲ့ object ကိုပဲကျွန်တော်တို့ပြန်ယူသုံးမယ်။ the vase pan o က broke ကွဲသွားပြီ။ဒီ original diva ကိုပဲ ပြန်ယူသုံးပြီးတော့ weather တည်ဆောက်တော့အဓိပ္ပာယ်ရှိတယ်ဆိုမှ diva ကိုကျွန်တော်တို့ archetype โอเคเนาะနောက်တစ်ခုဆက်ကြည့်ရအောင် she open the door เนาะပဒင်းလူဝင်ပေါက်ယူသူမကဖွင့်လိုက်ပြီဒီ object ကိုပဲပြန်ယူမယ် the door open လူဝင်တကားကြီးပွင့်နေတယ်เนาะတကားကြီးပွင့်နေတယ်အဲ့တော့ object နဲ့ verb ကိုပဲပ ပြန်ယူပြီးသုံးတဲ့ဒိဗယ်ရှိတယ်ဆိုရင်အာဂတစ်ထို့အတူပဲ the sun melted the ice နေကတော့ဒီရေခဲတွေကိုအရေပျော်စေတယ်အဲ့တော့အဲ့ဒီ the ice ဆိုတဲ့ object ကိုပဲစာချန်နဲ့ပြန်သုံးမယ် the ice melted အဲ့တော့ရေခဲတွေအရေပျော်သွားပြီเนาะဒီ verb ကိုပဲပြန်ယူပြီးတော့သုံးလို့ရတဲ့အဓိပ္ပာယ်ရှိတယ်ဆိုရင် agitate ထို့အတူပဲ unclog the window ပြတင်းကားကိုငါကပိတ်လိုက်တယ်ပြတင်းကားကိုပဲစာချန်အနေနဲ့ပြန်ယူသုံးမယ် the window closed ပြတင်းကားကြီးပိတ်နေတယ် okay လဲဆိုတော့ဒါအဓိပ္ပာယ်ရှိတယ်ဆိုတော့ agitate ထို့အတူပဲ he started the engine စက်ကိုသူကနှိုးလိုက်တယ် ဒီ engine started အဲ့ဒီ engine เนาะဒီ object ကိုပဲပြန်ယူပြီးတော့ diver နဲ့ပဲပြန်သုံးမယ်ဒီ engine started ဒီ engine ကဒီဟိုဟာဆက်နိုးနေပြီလို့ပြောတယ်အဓိပ္ပာယ်ရှိတယ်ဆိုရင်เนาะ architect တင်းဆန်တရှိတင်းမောကိုသူတို့နှမြုပ်ပလိုက်ပြီးတရှိဆန်တင်းမောမြုပ်သွားပြီးအဲ့ဒီ organ နဲ့ဒီ verb ကိုပဲပြန်ယူပြီးတော့ subject အဖြစ်ရေးလို့ရတယ်ဆိုမှ agate ဖြစ်ပါတယ်တွေ့တူပဲ the teacher increased the score เนาะ score ကိုဆရာမက increase เนาะဒီ increase ဆိုမြင့်တင်ပေးတာပေါ့เนาะ the score increase အဲ့ score ကတက်သွားပြီးတော့တက်တာရောကျတာရောအကုန်လုံးပါတယ်เนาะတွေ့တူပဲ the wind that drying the clothes and the awards are တွေကိုလေက၆တွေးစီတဲ့အဲ့တော့ဒီ dry ကိုပဲဒီကျမတို့ဒီ clothes နဲ့ dry ကိုပဲပြန်သုံးမယ် the clothes dry award တွေ၆သွားပြီ object နဲ့ verb ကိုယူပြီးတော့ subject verb ဖြစ်ပြန်ရေးလို့ရတဲ့အတွက်ကြောင့် adjective verb เนาะဒီ dry ဆိုတဲ့ verb ကထို့အတူပဲ the cold froze the lakes เนาะဒီဒီပတ်ဝန်းကျင်မှာရှိတဲ့အေးမြမှုကပေါ့เนาะဒီရေကန်ကိုကျမတို့ဒီ froze ဆိုတာအေးခဲစီတယ်ပေါ့เนาะအဲ့တော့ရေကန်ထဲမှာရေတွေခဲနေတယ်။ the lakes froze เนาะဒီရေ ခဲနေတယ်။ထို့အတူပဲ the farm မှာ growth vest တွေပဲ။ဟင်းသီးဟင်းရွက်တွေကို leather မားတွေက grow site ပြုခဲ့တယ်။ ော်ဒီ grow နဲ့ vegetable ကိုကျွန်တော်တို့ပြန်သုံးမယ် the vegetable grow quickly hindi hin yue တွေပေါ့နော်မြန်မြန်ဆန်ဆန်ကိုပဲဒီကြီးထွားလာတယ်နော် quickly မြန်မြန်ဆန်ဆန် ever on manner အဲ့တော့အဲ့ဒီ on channel verb ကို ပြန်ယူပြီးတော့ sa channel verb အဖြစ် ရေးလို့ရတယ်ဆိုတဲ့ verb ကိုမှကျွန်တော်တို့ agative verb လို့ခေါ်ရမှာဖြစ်တယ်အဲ့တော့ကျွန်မ summary ပြန်ပြီးတော့ချုပ်မယ်ပေါ့နော် အဂတိဗာလည်းတည်ပြီးဒီ MP transitive လည်းတည်ပြီး transitive တို့ intransitive တို့လည်းကျွန်တော်တို့သိသွားပြီအဲဆိုရင်အဂတိဗာတိုင်းက MP transitive လာเนาะဒီအဂတိเนาะဒီအဂတိဖြစ်ယူ သုံးလို့ရတယ်စာချက်နဲ့နေတော့ object ပေါ့เนาะဒီ object နဲ့ verb ကိုစာချက် verb ဖြစ်ပြန်ယူသုံးလို့ရတဲ့ verb တိုင်းဒီကျွန်တော်တို့ MP transitive ဖြစ်တယ်โอเคเนาะအဲ့တော့ကငကိုရဲ့ပြောထားပြီးသား agative verb ဆိုတာက mb transitive verb ရဲ့ဒီ အခွင့်တစ်ခုဖြစ်တဲ့အတွက်ကြောင့် agative verb တိုင်းက ambitransitive verb လို့ခေါ်လို့ရတယ် သို့တော့ amb transitive va dying ကတော့ agative va မဖြစ်ဘူး။ဘာကြောင့်လို့လဲဆိုတော့တချို့သော va တွေက object ပါပြီးရေးလို့ရတယ်။တချို့သော va တွေက object မပါဘဲရေးလို့ရတယ်။အဲ့တော့အဲ့ဒီ object အဖြစ်ယူသုံးထားတဲ့ va ဟာနော်ဒီ set ကလုံးကိုစာချက်အဖြစ်ထားပြီးတော့ပြန်သုံးလို့မရတဲ့အရာတွေရှိတယ်။ဥပမာ heuristic book သူစာအုပ်ဖတ်တယ်ဆိုတဲ့အရာမှာဒီ rig ဆိုတဲ့ va နဲ့ book ဆိုတဲ့ object ကိုကျမတို့စာချက်နဲ့ va ပြန်ယူသုံးမယ်ဆိုရင် book read အုတ်ကဖတ်တယ်ဆိုတာရဒိဗ္ဗတ်မရှိဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ MB transitive verb တိုင်းက agative မဖြစ်ဘူးသို့တော့ agative verb တိုင်းကတော့ MB transitive ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်အဲ့တော့ MB transitive ဆိုတာကတော့ object ပါတီဖြစ်စေမပါတီဖြစ်စေသုံးလို့ရတဲ့ verb တွေကို MB transitive agative verb ဆိုတာကတော့ဒီအခြေအနေသို့မဟုတ်ရလချင်းသွားကြောင်းကိုဖော်ပြတာ အဲ့ဒီ sajava order ပါတဲ့ဝကြမှာရှိတဲ့ ordinary verb ကို sajanal verb အဖြစ်ပြန်ယူသုံးပြီးတော့ရေးရင်အဓိပ္ပာယ်ရှိတယ်ဆိုရင်တော့ agative verb အာဂဒေဗာဒီ MB Transit ရဲ့အခွဲတစ်ခုဖြစ်တဲ့ MB Transit ဗာတိုင်းကအာဂဒေဗာမဖြစ်ပေမဲ့အာဂဒေဗာတိုင်းကတော့ MB Transit ဗာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်ထားရမှာဖြစ်ပါတယ်။အဲဒီနေ့ကတော့ဒီလောက်ပါပဲ။အလောက်ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆတယ်။မနက်ဖြန်မှာကျွန်မ Delhi Sky ဗာအကြောင်းပြောပြမယ်နော်။ဒီဆွဲစုံ3ဗာလို့သူ့ကိုကျွန်တော်တို့နားလည်ထားတယ်ပေါ့နော်။အသုံးဝင်တဲ့ဗာတစ်ခုပေါ့နော်။အော်ကျေးဇူးတင်ပါတယ်ရှင်။